မင်္ဂလာပါရှင်။ Voice of Revolution တော်လန်တန်တရင်းစာမျက်နှာမှနှုတ်ခွန်းဆက်သပါရစေ။ April 2ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်။ကျမတော်ခင်ဆောအောင်ပါရှင်။စစ်မှန်တဲ့လူမှုအစိုးရနဲ့သာနိုင်ငံတွင်းကပြည်သူတို့ရဲ့ဒုက္ခတွေကိုအပြည့်တိုင်လွတ်မြောက်အောင်လုပ်နိုင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်ပါရစေ။အမျိုးသားညီညွတ်ရေးအစိုးရသည် 30မြင်းဆောင်2025အစိုးရအဖွဲ့အစည်းဝေးကိုဧပြီလ1ရက်နေ့မှာပြုလုပ်ခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းကိုလည်းသတင်းစကားပါခဲ့ပါတယ်။မနေ့ကမနေ့10နိုင်မှာ online conference နဲ့နဲ့ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာယာယီသမတဒူဝါလရှိလပြည်တော်စုဝင်ကြီးချုပ်မဝင်ခန့်သက်နဲ့ပြည်တော်စုဝင်ကြီးများဒုဝင်ကြီးများတက်ရောက်ခဲ့ကြပါတယ်။ယာယီသမတဒူဝါလရှိလမှနေ၍အဖွင့်မိန့်ခွန်းပြောကြရာမှာ လက်တလို့လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကိစ္စနဲ့ပတ်သက်၍ပါဝင်ပါတယ်။သမရကြီးကစကိုင်းနယ်မန္တလေးတို့ဟာကျွန်တော်တို့နိုင်ငံရဲ့တကယ့်မြို့ကြီးတွေဖြစ်ကြောင်းနှစ်ပေါင်းရာချီသမိုင်းမွေနှစ်တွေကဲအောင်တရှိတဲ့မြို့တွေဖြစ်ကြောင်းပြည်သူတွေရဲ့မျက်ရည်တွေနဲ့ဝမ်းနည်းပူဆွေးမှုတွေကိုကျွန်တော်အနေနဲ့ထပ်တူခံစားဝမ်းနည်းမိပါကြောင်းစရနာသိမ့်မှုနောက်ဆက်တွဲအကျိုးဆက်တွေကိုပြည်သူတွေဟာလိုအပ်တည်ထက်ပို့ပြီးအမြောင်မြခံစားနေရတဲ့ဆိုတာတွေးမိပြီးခံမိရကြောင်းပြောကြားသွားပါတယ် ြည်သူတွေကိုလာရောက်ကူညီကြတဲ့နိုင်ငံတွေကိုရည်ညွှန်းပြောကြရမှာတော့ငလင်းဘေးဒဏ်သင့်ပြည်သူလူထုအတွက်နိုင်ငံကကူညီအပံ့ပိုးတွေရရှိလာလို့လဲကျွန်တော်တို့အနေနဲ့သက်ဆိုင်ရာနိုင်ငံတွေနဲ့ဖွဲ့စည်းတွေကိုအထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒီလိုနိုင်ငံကအထောက်ပံ့တွေဟောအောက်ခြေပြည်သူလူထုစီကိုအဖိတ်စေမရှိပဲပြည်ပြည်ဝဝတိုက်ရိုက်ရောက်ရှိနိုင်စေဖို့လဲအထူးမျှော်လင့်ပါတယ်အလူရှင်နိုင်ငံတွေအနေနဲ့လဲဒါဟုတ်လေးနဲ့ထားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လောလောဆယ်အဖြစ် ကွန်ဂျီကဲဆေးရဲ့အတွက်ကျွမ်းကျင်ပညာရှင်တွေနဲ့နိုင်ငံကနိုင်ငံကြီးတွေကနေကျွမ်းကျင်ပညာရှင်တွေနဲ့နိုင်ငံကနိုင်ငံကြီးတွေကနေအလင်းမြန်ကွန်ဂျီပေးတဲ့အတွက်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကအထူးကျေးဇူးတင်ကြောင်းသမတ္တကြီးကပြောသွားပါတယ်။အာနာတီမြေရဲ့အတွက်စစ်ကောင်စီဟာဘာမဆိုလှုပ်ရဲတာပြည်သူအလုံးကတည်ပြီးဖြစ်ပါတယ်။နိုင်ငံကတိုင်းဝိုင်းအနေနဲ့ဒေသတွင်းအင်းကြီးနိုင်ငံတွေကိုအထူးမြစ်တာရက်ခံလိုတာကတော့ စစ်မှန်တဲ့လူမှုအစိုးရနဲ့သာနိုင်ငံတွင်းကပြည်သူတို့ရဲ့ဒုက္ခတွေကိုအပြည့်အတိုင်းလွတ်မြောက်အောင်လှုပ်ဆောင်နိုင်မှာဖြစ်ကြောင်းသိစေချင်တယ်လို့ယာယီသမ္မတကပြောခဲ့ပါတယ်။ပြည်သူလူထုတရလုံးခံစားနေရတဲ့ဒုက္ခတွေဟာလက်တလော့အနာသက်သာယုံစိတ်မြို့တို့နီးလောင်တဲ့အမှန်တကယ်မပြောင်းနိုင်ဘူးဆိုတော့နိုင်ငံတကာအတိုင်းဝိုင်းတစ်ခုလုံးနဲ့ဒေသတွင်းနိုင်ငံအလုံးကိုအလေးနဲ့ထားသိစေချင်ပါတယ်လို့နိုင်ငံတကာအတွက်သတင်းစကားကိုထည့်သွင်းပြောကြားသွားပါတယ်။ပြည်တော်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားရမှာ တော်လိုင်းရဲ့ဆင်နွှဲနေရခြင်းမျိုးမှာဒီလိုသဘာဝဘေးအန္တရာယ်ကြုံရတာနိုင်ငံအတွက်အင်မတန်ဝမ်းနည်းမိကြောင်းကိုဗစ်ဆိုတဲ့ကာယရောဂါဘေးတုန်းကတောင်းမပြည့်စုံတော့လဲမြစ်တာနဲ့စီမံဥဆောင်ပေးခဲ့တဲ့အယက်သအစိုးရလက်ထက်မှာပြည်သူတွေဟာညီညီညာညာနဲ့အတူရုန်းကန်ခဲ့ကြတဲ့နိုင်ငံဖြစ်တယ်မို့ဒီလိုတဘာဝဘေးတွေကိုလည်းပြည်သူအပေါ်အမှန်ကန်စေတနာရှိတဲ့အစိုးရနဲ့တက်ကြွပြီးအမြင်ကျဲတဲ့ပြည်သူတွေပူပေါင်းပြီး အထူးခိုင်နေအောင်ကြော်လွှားနိုင်ကြမှာဖြစ်ပါတယ်။ အခုတော့ကိုဗစ်ကာလအတူတာဝန်ထမ်းဆောင်ခဲ့ကြတဲ့စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေအပါအဝင်ဗိုလန်တီးယားလုပ်ခဲ့တဲ့လူငယ်တွေအလုံးဟာတော်ရီတောင်တွေထဲမှာနိုင်ငံကိုပြန်လဲကယ်တင်နိုင်ဖို့တနက်ကန်နေကြရတာဖြစ်ပြီးပရဟိတစိတ်ပစ်ရှိသူပြည်သူတွေဟာလည်းတချို့ဆိုထောင်နေရောတချို့ဆိုထွက်ပြေးရနေဒီလိုအချိန်မှာတက်ကြီးလက်ကြီးဝိုင်းဝင်းဖို့အခြေအနေတွေမရှိတာဖြစ်လို့ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာထင်ထားတာထက်ပိုပြီးအဆုံးရှုံးများမယ်လို့ထင်ပါတယ်။ဒါအပြင်အကျန်းဘတ်စီအိုဆူရဲ့ လူမဆန်တဲ့ပိတ်ဆို့မှုတွေညံပြင်းပြီးစေတနာခေါင်းပါတဲ့စီမံခန့်ခွဲမှုတွေကြောင့်လဲတိုင်းပြည်ဟာပုံမနစ်နာအောင်မှာပဲဖြစ်ပါတယ်လို့ပြောကြားသွားပါတယ်။ကျွန်တော်တို့အမျိုးသားညီညွတ်အစိုးရအနေနဲ့ထိုးစစ်အလုံးကိုနှစ်ပတ်ကြာရပ်တန့်ထားပေမဲ့သူတို့ဟာဒီငလျင်ဘေးအန္တရာယ်ကာလအတွင်းမှာတော့လေရင်နဲ့ဘုံကျဲချင်းတွေကိုဆက်တိုက်လှုပ်ဆောင်နေပါတယ်။ဒါဟာသူတို့ရဲ့ရက်ဆက်ရုံမှမှုကိုပိုပြီးထင်ရှားစေတဲ့အပြင်နိုင်ငံတကာတိုင်ဝိုင်းမှာလည်းဆက်စုပ်ရုံရှာစရာကောင်းတဲ့လုပ်ရည်အဖြစ်ပေါ်လွင်စေပါတယ်။ ဒါတွေကိုနိုင်ငံတကာကသိသားမြင်သောအောင်ရှိအောင်ကျွန်တော်တို့မိမောင်းထုတ်ပြဖို့လိုမှဖြစ်ပါတယ်ကျွန်တော်တို့ဟာဒီငလျင်ဘေးအန်ဒီယန်နဲ့နောက်ဆက်အတွက်ခက်ခဲတွေကိုကျော်လာနိုင်ဖို့တော်လိုင်းအေအားစုတွေအလုံးပူးပေါင်းဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်အမျိုးသားညီညွတ်အစိုးရအနေနဲ့တော့တော်လိုင်းအေအားစုတွေမဟာမိတ်အဖွဲ့အစည်းတွေရက်ဖက်အဖွဲ့အစည်းတွေနဲ့အတူလက်တွဲပြီးကိုကြီးကစားရေးလုပ်ငန်းတွေကိုအစွမ်းကုန်ပူပေါင်းဆောင်ရွက်သွားဖို့အသင့်ရှင်တွေကြောင်းလဲသတင်းစကားပါလို့ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ် အဆိုပါစီဝင်းမှာပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးလင်ကိုလကအခွန်ကိများစစ်စစ်နိုင်ရေးနှင့်အခုစနစ်တက်မတ်ထိန်ချောင်းနိုင်ရေးတင်ပြခြင်းငလျင်ဘေးနံတုံ့ပြန်ခြင်းကိစ္စနှင့်တိုက်ဆုံသူများအတွက်ဝန်내ကြေကွက်ခြင်းရတရပတ်တက်မတ်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတင်ပြဆွေးနွေးခဲ့ပါတယ်။အဲနောက်ပြည်တော်စုဝန်ကြီးချုပ်ကတင်ပြလာတာတွေကိုပြန်လည်ရှင်းလင်းဆွေးနွေးပြီးယာယီသမ္မတကညီကုန်းချုပ်အမတ်စကားပြောကြားကအစည်းအဝေးကိုရုတ်သိမ်းခဲ့ကြပါတယ်။ ်လက်ရှိမှာတော့အမျိုးသားညီညွတ်ရေးအစိုးရဟာငလျင်လှုပ်ခတ်မှုတွေကြောင့်ပြည်သူများအချင်းချင်းအပင်းနှစ်သိရန်ဧပြီလ13ရက်နေ့မှဧပြီလ20ရက်နေ့အထိနိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲကြေကွဲမှုနှင့်နှစ်သိအပင်းမှုရသက်ပတ်အဖြစ်တမန်လိုက်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေများမှာငလျင်ဘေးဒဏ်သင့်လူတို့ကို82နာရီအတွင်းကုညီကဆဲမှုများအပြည့်အဝအားဆိုင်လှုပ်ဆောင်နိုင်ခဲ့တော့လေ အကြမ်းဖက်စစ်ကောင်စီစိုးမိုးဒေသများမှာကိုထိလက်ရောက်ဝင်ရောက်မကူညီနိုင်ခဲ့မှုအပေါ်အမျိုးသားညွန့်ရဲ့အစိုးရအနေနဲ့များစွာဝန်ရစင်ကောင်ဖြစ်ရကြောင်းငလင်ပေးတဲ့ပြည်သူလူထုကိုလင်းနက်စွာတောင်းပန်ထားပါတယ်ရှင်ကျမ်းဖတ်ကောင်းဆောင်မေအောင်လိုင်းကငလျင်တန်းကြားမှာပဲကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆက်လုပ်သွားမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဧပြီလ10ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့ငလျင်ဘေးတန်ဆိုင်ရာအလူငယ်များလက်ခံရမှာအခုလိုပြောဆိုခဲ့တာဖြစ်ပြီး စစ်တပ်အနေဖြင့်ချမှတ်ထားသော လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လက်ရှိအခြေအနေမှာတိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လဲတိုက်ခိုက်မှုများလှုပ်ဆောင်ရဲအတွက်စုဖွဲ့ခြင်းလက်ကျင့်ပြင်ဆင်နေခြင်းများလှုပ်ဆောင်နေသည်ကိုမိမိတို့အနေဖြင့်သိရှိပြီးရင်းကဲ့သို့ဆောင်ရွက်ခြင်းမှာလဲတိုက်ခိုက်ခြင်းဖြစ်သည့်အတွက်လူအသည့်ကကွေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအကြံဖက်မင်းအွန်လိုင်းကပြောခဲ့တာပါ ဆီယာနာရှင်ကိုအမြင့်ဖြည့်ချေမှုမှုကြွေးကြော်ထားတဲ့ energy ဆိုရကတော့ငလျင်ကြောင့်နှစ်ပတ်ကြာအပြစ်ခတ်ရက်စဲမလို့ကြေညာထားသည်ကို အကျန်းဖက်ခေါင်းဆောင်ကသူသိတယ်လို့လည်းပြောဆိုခဲ့ပါတယ်။အကျန်းဖက်ခေါင်းဆောင်ပြောဆိုသည့်အတိုင်းပါပဲစစ်ကောင်စီတမျှဟာမလ28နှစ်နောက်ပိုင်းငလျင်တန်းခံရချိန်မှာပဲတိုင်းနဲ့ပြည်နယ်မှာနေရ9ခုကိုလေချောင်းတိုက်ခိုက်ခဲ့ကြတာကိုတွေ့ရပါတယ်။နောင်ချုံမြို့နယ်ကံကြီးကျေးရွာနောင်လင်းကျေးရွာ KNU တမခွန်နဲ့မြေလေဝါကျွော၊စကိုင်းတိုင်း၆မြို့နယ်နွယ်ခွေးကျွော၊ဖြူမြို့နယ်ကျွော်များ၊ကြောက်ဖြူမြို့နယ်ကုလပါကျွော၊ညောင်ရွှေမြို့နယ်အင်းလိဒေသတောင်ပိုင်းရှိကျွော်များ၊စင်ကူးမြို့နယ်လက်ပံလာရွာ၊မုံကြီးခရိုင် KIA တမဟာရှိနယ်မြေပေါ့မြို့နယ်ပလောင်ကျွော ကြောက်ဖြူမြို့နယ်ဇင်ချောင်းရွာကြီးစတဲ့အရက်ဒေသတွေအပေါ်စီကောင်စီကလေကြောင်းအပေါ်ဝင်လက်နယ်ကြီးများနဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။မနေ့ကဧပြီလ၁ရက်နေ့ညပိုင်းမှာလဲချင်းပြည်နယ်မင်းတပ်မြို့ပေါ်လေရင်ဖြင့်ပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ပါသေးတယ်။ဆက်လက်ပြီးဧပြီလ၁ရက်နေ့တိုက်ခတ်ရမှာအမတီဆမ်မကျေးရွာကြားရှိတောင်လာရွာနဲ့ဂေါ်ရခါရွာကိုဒရုန်းဖြင့်တကြိမ်ကျက်ပိုက်တာဖြင့်တကြိမ်ဖြစ်ပါတယ်။ယနေ့ဧပြီလ၂ရက်နေ့မိုးလွယ်တနာရီမိနစ်30ခန့်မှာ မင်းတပ်မျိုးဘုတ်ကိုပေါင်900ဘုံများကျဲချသွားတာကြောင့်နှစ်ရက်စတိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။မင်းတပ်လေးချောင်းတိုက်ခိုက်ခဲ့ရမှုမှာတော့ပြည်သူများသေဆုံးမှုမရှိခဲ့ဘဲနေအိမ်များကိုသာပျက်စီးစေခဲ့ပါတယ်။မင်းတပ်မျိုးရဲ့လက်ရှိအခြေအနေဟာစစ်ကောင်စီတပ်သားတွေတွက်ဆွဲနေနိုင်ခြင်းမရှိတော့ဘဲစစ်ကောင်စီကင်းစင်မျိုးဖြစ်နေပြီလို့လဲမင်းတပ်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရုံးမန်ကအတိပေးထားပါတယ်။အလားတူယနေ့မွန်းလွဲ၂နာရီ၁၀မိနစ်အချိန်မှာလဲ မိထီလာရှမ်းတဲ့လေစိမ့်မှတက်လာတဲ့တိုက်လျင်တစည်းကချင်းပြင်းနဲ့ကံပလက်မြို့ကိုဘုံကျဲတိုက်ခိုက်သွားပါတယ်။ငလင်ဘေးဒဏ်ကြမှာပဲစစ်ကောင်းစီရဲ့တိုက်ခိုက်မှုတွေကိုငလင်ဘေးမှာအကူအညီလာပေးတဲ့တရုတ်ချက်ချင်းဒီအသင်းကလည်းခံခဲ့ရပါတယ်။ဒီသတင်းကိုတော့စစ်ကောင်းစီရဲ့သတင်းတာဝန်ခံအကြမ်းဖက်ပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းကိုတိုင်းဝန်ခံထားတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုံမြို့နယ်မှာတရုတ်ချက်ချင်းဤအသင်းရဲ့ကုညီရေးရင်တန်းကိုကြိုတင်သတင်းပေးပို့ထားခြင်းမရှိ၍စစ်တပ်ကပြစ်ခတ်တားဆီးခဲ့တယ်လို့ဒီကနေ့ဝန်ခံခဲ့ပါဗျ။ဖြစ်စဉ်မှာမနေ့ကဧပြီလ၁ရက်နေ့ည9:30မိနစ်အချိန်နောက်ချုံမြို့နယ်အုံမတိကျေးရွာနီးသို့ရောက်ရှိလာတဲ့တရုတ်ချက်ချင်းဤအသင်းရဲ့ကုညီကယ်ဆယ်ရေးရင်တန်းကို စစ်ကောင်စီဘက်ကပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရုတ်ကလာတဲ့ကယ်ဆယ်ရေးရင်နှင်းဟာ จุดတင်จ้องจ้าท่าจิไม่ရှိဘူးလို့စစ်ကောင်စီဘက်ကကာကွယ်ပြောဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီဘက်မှဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာကဖြစ်တဲ့နေရာကတော့နောင်ချိုမြို့နယ်အုံမတိရွာနီးမှာဖြစ်ခဲ့တာဖြစ်တယ်အေပိဒတရက်နေ့ည9:00နာရီခွဲလောက်မှာနောင်ချိုဘက်ကနေပြီးရင်းနှန်း6စီလောက်ပါတယ်အုံမနီယွာနာမှာ၎င်းတို့စကောင်စီတက်ဖွဲ့ရှင်နေပြီးတားဆီလို့မြရတဲ့အခါမှာမိုးပေါ်ထောင်ပြီးပြစ်ဖောက်ခဲ့တာဖြစ်ကြောင်းဇော်မင်းထွန်းကပြောသွားခဲ့ပါတယ်။ ီသတင်းနဲ့ပတ်သက်ပြီးတန်းလွတ်မြောက်ရေးတင်မတော်ဘက်ကသတင်းထုတ်ပြန်ရမှာတော့စစ်ကောင်စီကိုကြိုတင်သတင်းပေးဖို့ထားတော့လဲတရုတ်ချက်ချင်းဤအသင်းရဲ့ထောက်ပံ့ရေးကာကိုစီကိုစစ်တပ်ကနောက်ချုံမြို့နယ်မှာပြစ်ခတ်ခဲ့ကြောင်းဆိုပါတယ်တရုတ်နိုင်ငံချက်ချင်းဒီအသင်းရဲ့ထောက်ပံ့ရေးပစ္စည်းများတဲဆောင်လာတဲ့ရန်တန်ကို TNL ကကောက်ွယ်ဆောက်ရှောက်ပေးထားပြီး၎င်းတို့ကိုလိုရာခရီးဆက်လက်ပို့ဆောင်သွားမယ်လို့လည်း TNL ကထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်ရှင်။ အာနာသိန်းခေါင်းဆောင်ကိုဘင်းစတက်စီဝေးတက်ဖို့ဖိတ်ကြားခြင်းပေါ်အာဆီယံအမတ်တွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်။လူခွင့်ရေးဆိုင်ရာအာဆီယံအမတ်များ APHR ကထိုင်းနိုင်ငံအနေနဲ့မင်းအွန်လိုင်းကိုဘင်းစတက်စီဝေးတက်ဖို့ဖိတ်ခေါ်ခဲ့ခြင်းပေါ်မှာပြင်းထန်စွာရှုတ်ချပါကြောင်းယနေ့ဧပြီလ2ရက်နေ့မှာထုတ်ပြန်ခဲ့ကြပါတယ်။မနေ့ပြန်ဧပြီလ3နဲ့ဧပြီလ4ရက်နေ့တို့မှာဘန်ကောက်မှာလုပ်မယ့်အစည်းအဝေးကို အခုလိုစစ်ကောင်စီခေါင်းဆောင်ကိုဖိတ်ကြားခဲ့ခြင်းဟာဒေတာရင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Binstep ပေါ်ယုံကြည်မှုပြတ်ပြားစေနိုင်ကြောင်းကိုသတိပေးစာထုတ်ပြန်ခဲ့ကြပါတယ်။ထိုင်းနိုင်ငံဟာ Binstep အဖွဲ့တီထောင်သူထဲမှာပါဝင်ပြီးလက်ရှိ6ချက်မြောက်ထိပ်သီးစည်းဝေးကိုအင်ရှင်ဖြစ်လက်ခံကျင်းပတာပါ။အခုလိုစစ်ကောင်စီကိုနေရာပေးခြင်းဟာစစ်အုပ်စုကကျူးလွန်ထားတဲ့မတရားဖိနှိပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်အားပေးတယ်လို့ဖြစ်စေကြောင်းအရက်ပတ်လူခွင့်ရေးအဖွဲ့တွေကထောက်ပြနေကြပါတယ်။ မြန်မာစစ်တပ်သည်အာဏာသိမ်းပြီးနောက်ပိုင်းလူခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်နေသလိုမကြသေးခင်ကဖြစ်ပွားခဲ့တဲ့ငလျင်ဘေးသင့်စကိုင်းပါဝင်နိုင်ငံအနှံ့ပြားကိုလည်းလေကြောင်းကနေဆက်လက်ပုံကျဲတက်ခိုက်နေခြင်းကို APHR ကထောက်ပြပါတယ်စစ်ကောင်စီသည်နိုင်ငံတကာအကူအညီများကိုစနစ်တကျပိတ်ဆို့ထားကာတဲဆယ်ရေးအကူအညီများကိုလည်းညှဉ်းဆန်ထားပြီးယခင်နာဂစ်မုံတိုင်းကဲ့သို့သောတဘာဝဘေးကြုံတွေ့ခဲ့ရစဉ်ကအတိုင်းတဏျာကွက်ကွက်ကွင်းကွင်းမှာပဲ တုံ့ပြန်ရေးကိစ္စတွေကိုထပ်ခါတလဲလဲဟန်ပြလှုပ်ဆောင်နေကြောင်း APHR ကဆိုပါတယ်မြန်မာစစ်တပ်ဟာလူခွင့်ရေးလူသားချင်းစာနာမှုအခြေခံမှုတွေနဲ့တရားဥပဒေစိုးမိုးရေးကိုလုံးဝဂရုမစိုက်ကြောင်းလောက်ရက်တွေကတက်တည်ပြခဲ့ပါပြီယခုကဲ့သို့အစည်းအဝေးတွင်တက်ရောက်စီပြီးစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံခြင်းဖြင့်ဘင်းစတပ်ဟာတန်ကင်းတမန်ကင်းမြင့်တင်ရာမရောက်ပဲဖိနှိပ်မှုကိုထောက်ခံရတာရောက်မှာဖြစ်တယ်လို့ APHR ဥက္ကဋ္ဌအင်ဒိုနီးရှားအောက်လွှတ်တော်မှမာစီခရစ်စတီဘာရန်ကပြောပါတယ် ပင်းစတက်ဖွဲ့ဟာစစ်ကောင်စီရဲ့အကြမ်းဖက်အာဏာသိမ်းဖြစ်စဉ်မှာလည်းနှုတ်ဆက်နေပြီးတော့အရေးယူတုတ်ပြန်ဖို့ပြက်ကွက်ခဲ့ပြီးလူခွင့်ရေးကိုလေးစားလိုက်နာရမယ့်အဖွဲ့ရဲ့ဂတိကဝတ်အပေါ်မှာစိုးရိမ်တန်တရားဖြစ်စရာမြင်ရကြောင်း APHR ကထုတ်ပြန်ထားပါတယ်။ APHR ဗုတ်ဖွဲ့ဝင်ဖြစ်သလိုထိုင်းအောက်လွတ်တော်အမတ်လန်စီမန်ရ ோம் ကလည်းမြန်မာပြည်သူတဦးချင်းစီဟာစစ်အာဏာရှင်ရဲ့ဖိနှိပ်မှုကိုအတော်လေးပိတ်ဆက်ပြီးတော်လှန်နေရဆဲဖြစ်တယ်။ဒါပေမဲ့ဘင်းစတက်ဟာသူတို့ရဲ့ရုန်းကန်မှုကိုပံ့ပိုးရမယ်စား စစ်ကောင်စီအတွက်နိုင်ငံရေးစင်မြင့်တစ်ခုဆောက်ပေးနေတယ်လို့သူက ပြောပါတယ်။ ABS ရှာဘုတ်ဖွဲ့ဝင်တီမောလွတ်တော်မတ်အန်တလီနာဆာမန်တိုကလည်းဘင်းစတက်အနေနဲ့အာနာရှင်စနစ်ကို မြက်ွယ်မပြုတင်ဘူး။မြန်မာကိုထိတွေ့ဆက်ဆံမှုပြုမယ်ဆိုရင်ဖိနှိပ်သူတွေကိုမဟုတ်ပဲနဲ့နစ်နာသူတွေပေါ်မှာအခြေခံပြီးအာရုံစိုက်ရမှာဖြစ်တယ်လို့ပြောပါတယ်။ဖိလစ်ပိုင် အောက်လွတ်တော်မတ်အာလင်ပရိုဆက်ကလည်းလူခွင့်ရေးနဲ့ဒီမိုကရေစီရေးအတွက်ခိုင်ခိုင်မာမာဂရုပြုဖို့မတောင်းဆိုဘဲနဲ့ မြန်မာစစ်ကောင်စီနဲ့အခုလိုထိတွေ့ဆက်ဆံတာဟာမြန်မာပြည်သူတွေပေါ်တစ္ဆာဖောက်တာဖြစ်ပြီးတော့ဘင်းစတက်ရဲ့ဂုံတိတ်ခါကိုစွန့်ထင်းစေမယ်လို့ပြောလိုက်ပါတယ်ဘင်းစတက်မှာပါဝင်တဲ့အထက်အနေနဲ့ထိုင်းအိန္ဒိယစတဲ့နိုင်ငံတွေဟာစစ်ကောင်စီရဲ့ပါဝင်မှုကိုပယ်ချရန်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးကိုပြက်ပြက်သားသားပံ့ပိုးကူညီရန်နဲ့တရားမျှတမှုတွေရပ်တည်ရန်ဒေသတွင်းနိုင်ငံများရဲ့ယုံကြည်မှုကိုရယူတင်ကြောင်းကိုလည်း APHR ကတိုက်တွန်းထားကြောင်းကို APHR Instead, must not waken Myanmar hunter. ABS are at Thailand to take stance. တရင်ဆောင်ပါကိုကိုကာဘီတင်ပြရပါတယ်ခင်ဗျာ။ငလင်းစတင်လုတ်ခတ်ခဲ့တဲ့ match 28ရက်နေ့ကနေ April 1ရက်နေ့ထိ၄ရက်တာ ကာလအတွင်းစစ်ကောင်စီကငလင်းဘေးပြင်းထန်စွာခန်းစားထားရတဲ့ဒေသတွေနဲ့နိုင်ငံတော်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူပေါင်း90ထက်မနည်းသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကထုတ်ပြန်ပါတယ်။ စကိုင်းတိုင်းချောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့နယ်အပါအဝင် နေရာပေါင်း၁၇နေရာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု32ကြိမ်ထိတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ90ဦးထက်မနည်းသေဆုံးပြီး46ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုငလင်တန်းချောင်း ထိခိုက်ခံစားနေရတဲ့ပြည်သူတွေအပါအဝင် အရက်သားပြည်သူတွေကိုဥတီပြီးအကြမ်းဖက်မှုကျူးလွန်နေခြင်းကိုဘလို့နည်းနဲ့မှလက်ခံနိုင်စရာအကြောင်းမရှိတာကြောင့် မြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကပြင်းပြင်းထန်ထန်ရှုံချတယ်လို့ဆိုပါတယ်။မက်ရှာ28ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းမြို့နယ်ကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့အင်အား9.8အဆင့်ရှိ ပြင်းထန်ငလင်ကြောင်းအခုချိန်ထိလူပေါင်း4200ကျော်သေဆုံးထားပြီးဒဏ်ရာရနေသူပျောက်ဆုံးနေသူတွေလည်းအဆမတန်များပြားနေသလိုအိမ်အောင်စုပေါင်းတောင်းချီအိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိရပါဗျ။နိုင်ငံတကာအနေနဲ့လည်းတဘာဝဘေးဒဏ်သင့်ကာလအတွင်းမှာမရှောင် အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုနှုတ်အားဖြင့်ကန့်ကွက်တားဆီးရုံများမကလက်တွေ့အားဖြင့်လည်းအေးအေးယူဆောင်ရွက်သင့်နေပြီလို့ NUCC ကတိုက်တွန်းထားပါတယ်။2029ဆစ်စင်ရေဖော်ဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်သုံးဘွဲကငနေဘေးကြောင့်ဧပြီလ1ရက်နေ့ကနေ30ရက်နေ့ထိတလားတာအပြည့်ရမယ်လို့ကြေညာထားသလိုအမျိုးသားညီညွတ်ရေးဆိုရ NUG လောက်ရှိပြည်သူ့ကာကွယ်ရေးတပ်တွေကလည်းနှစ်ပတ်ကြာအပြည့်ရဆဲထားပါတယ်။ ငလင်တန်အပြင်းထန်ခံစားခဲ့ရတဲ့မြန်မာပြည်သူတွေအတွက်တောင်ကိုရီးယားမင်းသမီး King Go M ကဝန်တန်း90မြန်မာငွေ3900ကျော်လှူဒန်းခဲ့တယ်လို့ကိုရီးယားသတင်းဌာနတွေကဖော်ပြပါရယ်မြန်မာနိုင်ငံကလူတွေအိုးအိမ်ဆုံးရှုံးခဲ့ရတဲ့သတင်းကြားရလို့စိတ်မကောင်းဖြစ်မိပါတယ်လို့လည်းမင်းသမီးကပြောပါရယ်မင်းသမီး King Go M ဟာမင်းစားသူတို့သမီး Goblin Drama နဲ့လူသိများခဲ့တဲ့မင်းသမီးအဖြစ်မြန်မာပြည်သက်အားပေးမှုကိုရရှိထားသူလည်းဖြစ်ပါရယ် မင်္ဂလာပါရှင်ဧပြီလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ရှင်မင်္ဂလာပင်လယ်ော်ခြေနေမှာကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်ပင်းပင်းကနေတင်ထူတတ်နိုင်ပြီးတံမင်္ဂလာပင်လယ်ော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါလေပင်လယ်ပြင်ခြေနေမှာရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းတော်ဒေသတွေမှာလေဟာအနောင်နောင်မြောက်ဘက်မှာတနအိမ်9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးနှိုင်းနှင်းငယ်မှာနှိုင်းတင်တင်ရှိနိုင်ပါလေ တနင်္လာရီကန်ရဲနဲ့မုဒ္ဓမာကွေတို့ဘက်မှာလေဟာအရှိဘက်မှာတနင်္လာရီ10မိုင်မှ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတနင်္လာရီတိုင်းပြင်းပြင်းနဲ့နဲ့မွန်ပြည်နယ်တို့မှာနေရာကျယ်ကျယ်မိုးထစ်ကြုံရွာနိုင်ပြီးရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊ပချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ပြင်းပြင်းနယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပါတယ်။သခိုင်းတိုင်းမှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီး ၊ကန်တိုင်းဒေသတွေနဲ့ပြည်နယ်တွေမှာအများအပြားပါရနိုင်ပါတယ်။နေဘူးချိန်တွေမှာမြန်မာနိုင်ငံဒေသအချို့မှာအပူချိန်တွေပြန်လည်ရောကြာနိုင်ပါသေး။မြို့အခြေအနေမှာသကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမနက်ပိုင်းမှာမြို့ထူတွေကြာဆင်းနိုင်ပါတယ်ရှင်။မင်္ဂလာပါခင်ဗျာ။ဧပြီလ2ရက်နေ့အတွက်ပူရော်ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတီဟီရန်နေအပေါ်ဖိအားတွေအရှိန်မြှင့်ဖို့ကြိုးစားနေချိန်မှာပဲ အီရန်လက်နက်ဝယ်ရေးကွန်ရက်ရဲ့တစိုက်တစ်ပိုင်းဖြစ်ဆွဆွဲခံထားရတဲ့အီရန် UAE နဲ့တရုတ်တို့ပေါ်အမေရိကန်ကအင်ကာနေမှာပိတ်ဆို့အရေးယူမှုတွေချမှတ်လိုက်ပြီလို့သိရပါဗျ။အီရန်ရဲ့ drone program အတွက်မောင်းသူမဲ့လေယာဉ် UAV အစိတ်ပိုင်းတွေဝယ်ယူရေးမှာတာဝန်ရှိတယ်လို့ဆွဆွဲကတရားရေးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပြီးအဖွဲ့အစည်း6ခုနဲ့လူနှစ်ဦးကိုအရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့အမေရိကန်ဗန္ဓာရေးဌာနကကြေညာခဲ့တာဖြစ်ပါဗျ။အီရန်ရဲ့ UAV တွေနဲ့ဒုံးကျည်တွေပြန့်နှံ့နေခြင်းဟာ ဒေတာရင်းစီအကြမ်းဖက်သမားတွေနဲ့ရုရှားတွေယူကရိန်းကိုအုံပြဖို့အတွက် ဖြစ်နေပြီးအရသားတွေအမေရိကန်ဝန်ထမ်းတွေနဲ့ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေနဲ့မိတ်ဖက်တွေကိုချင်းချောက်နေစေဖြစ်တယ်လို့ဗန်နိုင်ဝင်ကြီးစကော့ဘတ်ဆန်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နီယောက်ရှိကလတ်သမဂဆိုင်ရာအီရမရှင်ဟာမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိသေးဘူးလို့ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။အင်ကာနေကလှုပ်ဆောင်ချက်ဟာအီရန်ခြေစိုက်အဖွဲ့အစည်းတစ်ခုနဲ့အီရန်ခြေစိုက်လူနှစ်ဦး တရုတ်ခြေဆိုင်အဖွဲ့အစည်းတစ်ခုနဲ့ UAE ခြေဆိုင်အဖွဲ့အစည်း၄ခုတို့ကိုပြစ်မှတ်ထားခဲ့ကြောင်းလဲပဏာယဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါဟိုက်ဥယျံရဲ့လက်နက်ဖြန့်ကျက်သူတွေကိုပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုဒုတိယအကြော့ဖြစ်တယ်လို့ပဏာယဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။တီဟီရန်ဟာသူ့ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့သဘောတူညီမှုမရရှိခဲ့ပါကဘုံခွဲတာတွေနဲ့အခွန်စည်းကြက်တာတွေကောက်ခံမယ်လို့ထရန့်ကတင်းငွေနေမှာချင်းချောက်ခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။ ဘေးမြတောင်ပိုင်းစစ်ချေမုံတွေကိုအစ္စရေးလေကြောင်းကတိုက်ခိုက်မှုကြောင့်ဟေဘူလာယာရှိတူးနဲ့အခြားလူသုံးသေဆုံးခဲ့ကြောင်းလမ်နွန်ကျမ်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုမှာလူ9ဦးတန်ရရှိခဲ့တယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။နိုဝင်ဘာလမှာအပြစ်ခတ်ရစေးရေစတင်အသက်ဝင်ခဲ့ပေမဲ့လည်းမကြာသေးမီရပိုင်တွင်ဟေဘူလာအဖွဲ့တွေရောက်ရှိနေတဲ့ဒါဟီရာဒေသမှာတိုက်ခိုက်မှုတွေဟာဒုတိယအကြိမ်မြောက်ဖြစ်လာပါတယ်။အစ်စရေးစစ်တပ်ကဟာမတ်တပ်ဖွဲ့ဟာအစ်စရေးအရသားတွေကိုတိုက်ခိုက်ဖို့စီစဉ်ရမှာ ူညီပေးခဲ့တယ်လို့ဆက်ဆွဲထားတဲ့ဟက်ဆန်ပီရယ်ကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အစ်ဆွေစစ်တပ်ကပြောကြားခဲ့ပါတယ်။ဟေဘိုလာအဖွဲ့မှအဖွဲ့ဝင်တဦးဖြစ်တဲ့ဒီဘဲဟာ၎င်းရဲ့သားနဲ့အတူတည်ဆုံခဲ့တယ်လို့အဖွဲ့ကအတည်ပြုထားပါတယ်။လမနောတမရကဒီတိုက်ခိုက်မှုကိုအန်ရရှိရဲ့လုပ်ရက်အဖြစ်ရှုတ်ချခဲ့ပါတယ်။ဝင်းကြီးချုပ်ဝက်စလန်ကတော့ဒါဟာအပြစ်ခက်ရစေးရဲ့ထင်ရှားတဲ့ချိုးဖောက်မှုဖြစ်တယ်လို့ဆိုပါတယ်။ သတိပေးချက်မရှိဘဲညက်တကောင်ရဲ့မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအခင်းဖြစ်ပွားနေရာမှာရုပ်ပုံတွေဟာတိုက်ခန်းအဆောင်အုံတစ်ခုရဲ့အပေါ်ဆုံးထပ်၃ရက်ပြည့်စည်ခဲ့ကြောင်းပြသနေပါတယ်။ Israel ကကွေတပ်ဖွဲ့ INF Israel လုံခြုံရေး Agency ISA နဲ့ Mossad တရှု Agency တို့က Hassan Dibe တိုက်ဆုံးစေခဲ့တဲ့ဒါဟိမြို့မှာစစ်တပ်ကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီဘက်ဟာမကြသေးမီကဟာမတ်အဖွဲ့အားညွှန်ကြားခဲ့ပြီးအစ္စရေးအရသားတွေပေါ်တိတာထင်ရှားတဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုစီစဉ်ရမှာကူညီပေးခဲ့ကြောင်း၎င်းတို့ရဲ့ပြောကြားချက်အရာလည်းသိရပါတယ်ခင်ဗျာအာနာမိုင်းတွေဟာအနီးနားကပြည်သူတွေကိုဘေးလွယာစီရွှေ့ပြောင်းပေးခဲ့ပြီးဘူမိရဲ့ဆန်ဘလူးလဂိုကိုပိတ်ပြီးတဲ့နောက်နိုင်ပိုင်းကြာမှာအိုင်စလန်ရဲ့အနောက်တောင်ပိုင်းမှာမီးတောင်တစ်ခုစတင်ပေါက်ကွဲခဲ့ပါတယ်။အင်ဂျင်40ခန့်ကိုဘေးလျာစီပြောင်းရွှေ့ပြီးတဲ့အခါမှာတော့ Grim Dim မြို့အနီးမှာမီးရောင်အကြောင်းတွေပွင့်ခဲ့ပြီးမီးရောက်တွေနဲ့မီးခွေတွေဟာလေထဲကိုပြန့်လွင့်ခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံ RUB ကဖော်ပြခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ခန့်ကလည်း Ricky တွေကျွန်းဆွယ်မှာနှစ်ရှစ်ရာကြာငြိမ်သက်နေတဲ့မီးရောင်ဟာပြန်လည်လှုပ်ရှားလာတာကြောင့်အနီးနားရှိပြည်သူတွေကိုဘေးလွယာစီရွှေ့ပြောင်းပေးခဲ့ရပါတယ်။ကင်မရာနဲ့ရိုက်ထားတဲ့ဗီဒီယိုထဲမှာတော့မီးတောင်အရှိရေဟာပွတ်တက်လာပြီးပေါက်ထွက်လာတာကိုတွေ့ရပါတယ်။ပေါက်ထက်အကွဲမှုရဲ့စုစုပေါင်းအရှိဟာ1200မီတာ 3939ပေလောက်ရှိပြီးတောင်ဘက်အထိဆက်လက်တည်ရှိနေတယ်လို့အိုင်စလန်ရဲ့မိုးလေဝသရုံးကထုတ်ပြန်ချက်တစ်ခုမှာပြောကြားခဲ့ပြီး Green Bay မြောက်ပိုင်းမှာလည်းရေပူပိုက်လိုင်းတစ်ခုကျူးသွားခဲ့တဲ့သတင်းကိုရရှိထားတယ်လို့၎င်းတို့ကဆိုပါတယ်။မိုးရီမှာလည်းထင်ရှားတဲ့ကြောက်သားရွှေလျားမှုတွေပေါ်ပေါက်လာတာကိုအတည်ပြုထားတယ်လို့မိုးလေဝသရုံးမှသိရပါတယ်။ ချွိုင်းစင်းစမှုဟာဒေတာစံတော်ချိန်နက်နက်6နိုင်ခွဲခန့်မှာရခင်ပောက်ကွဲမှုတွေလိုမျိုးပဲပြင်းထန်တဲ့မြင်းကလင်းလှုပ်ခတ်မှုနဲ့အတူစတင်ခဲ့တယ်လို့အိုင်စလန်မိုးလေဝသရုံးကပြောကြားခဲ့ပါတယ်။အိုင်စလန်ဟာမြောက်အတ္တလန္တိတ်ရှိမီးရောင်ပူနေရာတစ်ခုရဲ့အထက်မှာတည်ရှိနေတာဖြစ်ပါတယ်။ မကြသေးမီအချိန်တွေအတွင်းပျက်စီးဆုံးရှုံးမှုတွေကတော့2010ခုနှစ်တုန်းကအယ်ဖရာလာခိုးမီးတောင်ပေါက်ကွဲပြီးလေတုတဲထိပြောင်းမုတ်တွေပြင့်နေခဲ့ကလာမောင်းများစွာထိအက်တလန်တိတ်ဖြတ်ကျော်လေကြောင်းခီးကိုအနှောက်ယှက်ဖြစ်စေတဲ့ဖြစ်ရပ်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါအခုနားဆင်ကြရတဲ့သတင်းတွေကတော့ Voice of Revolution Live News ရဲ့နေ့စဉ်သတင်းတွေဖြစ်ပါတယ်ကြည့်ရှုနားဆင်ကြတဲ့တော်လန်ပြည်သူအားလုံးဘေးပြာဝေးကွာကြပါစေရှင်